ဒီ Miss World Headwear Challenge ရဲ့ပေါ့နော်ဒီ top 2 standing မှာအာဒီ Asia and Oceania သွားတာကြာလို့ရှိရင်ဒီ Thai လှမယ်နဲ့ဒီ Turkey လှမယ်ပေါ့နော်သူတို့နှစ်ယောက်ကိုမေးခွန်းအတူတူမေးတာပဲဖြစ်တယ်။ရှင်ခုလိုမျိုးပေါ့နော် total ဖွံ့ဖြိုးနေတဲ့ခေတ်ကြီးထဲမှာကိုယ်နိုင်ငံရဲ့ဒီရိုးရာဓလေ့ထုံးစမ်းတွေကိုဘယ်လိုမျိုးထိမ့်သိမ်းဆောင်ရှောက်မလဲလို့သူကမေးတာဖြစ်တယ်။ဆိုတော့ open ရဲ့ဖြေတဲ့အဖြေကကြာရင် Thai လှမယ်ဖြေတဲ့အဖြေကကြာတော့တော်တော်လေးကိုဝေဝါးသွားတွေ့ရတယ်ပေါ့နော်။အာသူကဘယ်လိုဖြေလဲဆိုလို့ရှိရင်သူပေါ့နော် အာအဖိုးဘွားတွေကိုသွားပြီးတော့တတိယတာအစပြီးရင်နောက်တည်းအာ registration form တွေဖြစ်တဲ့အခါဆိုလို့ရှင်လဲထိုင်းလူမျိုးတယောက်အနေနဲ့ဘယ်လောက်တိဂုံယူရတယ်ဆိုတဲ့ဟာမျိုးကိုသူပြပြသွားတယ်ပေါ့နော်ဒီဘလိုမျိုးရိုးရာဒလစ်ကိုထိမ့်သိမ်းစောင့်ရှောက်မလဲဆိုတဲ့အရာမျိုးကိုတိတိကျကျကြီးဖော်ပြသွားမတည်ရဘူးတူရကီအလှမဲ့ဖြေတဲ့အဖြေအကြလို့ရှိရင်အဲဒီဆဆချင်းမာတင်ပေါ့နော်ဒီကဘာကြီးကအခု conflict တွေအတိတ်ကုံတွေအများကြီးဖြစ်နေကြတယ်ပေါ့နော်ဒီလိုအနေထားမျိုးမှာငါတို့ရဲ့ culture ကိုထိမ့်သိမ်းစောင့်ရှောက်ဖို့ဆိုတာကလည်းတော်တော်လေးကိုအရေးကြီးတယ်လို့ပြောတယ်အဲဒီနေရာမှာထိမ့်သိမ်းစောင့်ရှောက်ဖို့ဆိုရင်ဘလို့ အရေးအပါဆုံးဒီအအခန်းကဏ္ဍကဘာလဲဆိုတော့ပေါ့နော်ဒီ consulate embassy တွေပေါ့နော်ဒီတန်ယုံတွေရဲ့အခန်းကဏ္ဍကအရန်ကိုရေးကြည့်ရလို့ပြောသွား အဲဒီတန်ရုံနေအနေနဲ့ပေါ့နော်အာဒီနိုင်ငံမတူညီတဲ့နိုင်ငံတွေကဒီ culture တွေ tradition တွေရောဒါလေးထုံးစံတွေအစားအသောက်တွေပြီးရင်ဒီအကတွေရော music တွေရောဒါတွေကိုသူတို့ပွဲတော်တွေကျင်းပပေးခြင်းအပြင်ပေါ့နော်မတူညီတဲ့လူတွေအနေနဲ့မတူညီတဲ့ culture တွေကိုလေ့လာလို့ရတယ်လို့တူညီတဲ့ culture တွေကိုလည်းပဲဒီလိုမျိုးသိရှိခွင့်ရမယ်ပေါ့နော်ဒီနည်းနဲ့ဒီအခုလိုမျိုး globalization ခင်မှာပဲဒီကိုနိုင်ငံရဲ့ culture ကိုဒီထိမ့်သိမ်းဆောက်ရှောက် တင့်တယ်ဆိုပြီးတော့အဲ့လိုမျိုးပုံစံမျိုးနဲ့ဖြည့်သွားတယ်ဆိုတော့အခုဒီ Tweaking အလှမဲ့ကအခု Miss World Final ပွဲမှာဆိုရင်သူက Top 40နေရာကိုရရှိသွားပြီဖြစ်တယ်ပေါ့နော်